ဘမောစီရတော့မင်္ဂလာပါကုလူတို့အခုကျွန်တော်ကဇိုင်းစရာဥကြော်ဥပြုစုထားတဲ့ဘမောစီရတော်ရဲ့ဟာတရတကဗျာများနဲ့ဥပမာဝတ္ထုများဆိုတဲ့စာအုပ်ထဲကဘမောစီရတော်အကြောင်းကိုအပိုင်းရှစ်အနေနဲ့ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ ထုတ်ကောင်ဆရာတော်တို့စာချိုးခြင်းထုတ်ကောင်ဆရာတော်ဘုရားကြီးသည် ပရိယတ္တိပฏิပတ္တိနှင့်ပြည့်စုံ၍မင်းတို့မြင်ကြီးကအလွန်မင်းကြီးညိုကိုးကွယ်ထားတော်လဲမန္တလေးနေပြည်တော်တွင် နေတော်မူမူပဲသခိုင်းတောင်ရိုးရှိဗရောက်ချောင်းတွင်ရညဝါသည်တောမီကျင့်သုံးတော်မူသည်ထုတ်ကောင်ဆရာတော်မှာကမ္မထန်တရားဟောကြားပြသရာတွင် အလွန်နမဲကြီးလာ၍တောရမှီသည့်ယောဂီများနှင့် တီလာရှင်များပါထုတ်ခေါင်းစရာတော်နှင့်နေရာတွင်ဇယက်များဆောက်လို့၍စီးကပ်ကိုးကွယ်နေကြသည်ဗမော်စရာတော်လည်းထုတ်ခေါင်းစရာတော်နှင့်မနီမွေပတောက်ကြောင်တွင်ပင်သတင်းသုံးသည့်ဖြစ်ရာထုတ်ခေါင်းစရာတော်ထံမကြာခဏအဖူးမြော်ရောက်ခဲ့လေသည်ထုတ်ခေါင်းစရာတော်မှာဗမော်စရာတော်ထက်ဝါတော်ကြီးသည့်ဖြစ်၍ဗမော်စရာတော်ကစီးကပ်ကိုးကွယ်ခြင်းပင်ဖြစ်သည်သို့တော်လည်း ဗမော်ဆရာတော်ဤအမြင်တွင်သီလရှင်များဝိုင်းရံနေသောအဖြစ်ကိုမမြင်လို့မကြည့်လို့ပြီသို့သောတကြီးဝါကြီးပုဂ္ဂိုလ်ဖြစ်၍အောင်ဤ၍နေရပေသည်ဝါသနာဆိုသည်ကစွန့်ခဲလာပေသည်ဗမော်ဆရာတော်ဤဝါသနာကိုသိခဲ့ပြီးအတိုင်းပင်မျက်စိတည်းအမြင်မတည့်လျင်စာချိုးခြင်းသောဝါသနာပြစ်စာပြစ်လို့သောဝါသနာမှာဒွန်တွဲ၍နေလေသည်ထို့ကြောင့်ပင် တနေ့တွင်ဗမောဆရာတော်ကအောက်ပါတိုင်းစာချိုး၍ထုတ်ခေါ်ဆရာတော်ဤကြောင်းဝင်းအတွင်သို့ညအခါတိတ်တဆိတ်စာပြည့်၍ထားခဲ့သည်စေဗဒီနှင့်ရိတ်မိတဲ့ထုတ်ခေါ်ဥရွှေညူတိလကျော်ရည်နှင့်တောခူသည့်ကြောင်းခန္ဓာကောင်ရုပ်ဆောင်တဲ့ရှင်ထုတ်တိလဆိုဖြူဖြူစုတ်ကိုအာရအောင်ချိုး Hehehe ထုတ်ကုန်စရာတော်ဤကြောင်းဤသို့ချထားသောစာကြိုးကိုနနဆောဆော တပြက်စီးလဲသောကိုရင်ကြီးကကောက်ရသဖြင့်ဖက်ကြည့်ပြီးစရာတော်အားဆက်ကပ်လေသည်ထုတ်ကုန်စရာတော်သည်ထိုစာကြိုးဖက်ရှုပြီးကိုရင်ကြီးအားဗမောစရာတော်ကိုငါကဆွန်စာပင့်နေလို့ရှောက်ချေပါကွယ်ဟုမိန့်တော်မူလိုက်၏ကိုရင်ကြီးသည်ဗမောစရာတော်ထံသွားရောက်လျှောက်ထားရာ အေးအေးငါအခုလာခဲ့မယ်ဟုပြောဆိုလိုက်ပြီးချက်ချင်းပင်နောက်ကလိုက်၍သွားလေသည်ထုတ်ကုန်ဆရာတော်ကြောင်းပေါ်သို့ရောက်လေလျင်ဗမော်ဆရာတော်ကဝှက်ဖြစ်၍ရိုသေစွာထိုင်သည့်အခါထုတ်ကုန်ဆရာတော်ကဘယ်နဲ့လဲကိုဗမော်ကျုပ်ကိုသီလရှင်နေနဲ့ပြောင်းလောင်ပြီးစားချိုးတာလားဗမော်ဆရာတော်ကသီလရှင်နေနဲ့စွတ်စွဲတာမဟုတ်ပါဖျား ဆရာတော်ဘောအကြည်ညိုတရာပွား၍စာချိုးမိเจ้าမှာဖျားဘဲမင်းကစကားလွှဲပြောပြန်ပြီဥရွှေညိုတီလာကြောရင်နဲ့ဆိုတာငါနမေကဥရွှေညိုဆိုတော့ငါ့ကိုတီလာရှင် ချောချောနဲ့ပေးစားပြီးစာချိုးတာမဟုတ်လားမဟုတ်ရပါဖျားတီလာကြောဆိုတာအရှင်ဖျားဤတီလာတော့စင်ကြဲချောမှုခြင်းကိုရည်ရွယ်ဆက်ဆိုခဲ့တာပါဖျား ထုတ်ကုန်ဆရာတော်ကပြုံးတော်မူ၍တန်ဆန်းမှာဗမော်ရဲ့မင်းဆိုလိုတာဒါမဟုတ်ဘူးမင်းငါ့ကိုနှစ်ဆွဲနှစ်ဝအတိတ်ပဲရတဲ့ဇကားနဲ့ဆက်ထားတာမဟုတ်လားဟုမေးမြန်းလီမှဗမော်ဆရာတော်လည်းခက်ပြုံးပြုံးလှုပ်၍နေလေတော့သည်ဒီဘက်ကမှဆိုဇကားနှစ်ခွနဲ့စောက်ဖောင်းထုသလိုလိုသိတယ်မလားတခြားဟာတစ်ခုခုပဲပြောသလိုလို တပည့် standard 2 phases အရေးသားမျိုးပေါ့ဗျာစမယ်ဗမောဆရာတော်နဲ့သီလရှင်မေကင်းမြမစာပေသမိုင်းတွင်ဗမောဆရာတော်နဲ့သီလရှင်မေကင်းတို့၏အကြောင်းမှာအထင်ရှားဆုံးသောဇာစုံတို့ဖြစ်တယ်အဘဲကြောင့်ဆိုတော့တူးနှစ်တူးစားချိုးကြရမှာအညာမပေးတတ်သောကဗျာပကင်းတို့ဖြစ်၍၎င်းကမ္မဒေါသတင့်အောင်ပင် စာဆက်ကြသောကြောင့်၎င်းဗမောဆရာတော်နှင့်သီလရှင်မေကင်းတို့တည်းမှာယနေ့တိုင်ထင်လင်းနေပေသေးသည်ဗမောဆရာတော်သည်ဘုံကြီးလောကတွင် ထင်ရှားခဲ့သလောက် သီလရှင်မေကင်းမှာလည်းသီလရှင်လောကတွင် အလွန်ထင်ရှားသောဆရာတစုအဖြစ်ဂုံရှိန်ကြီးမားသော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်တိလရှင်မေကင်းဟုအပြားဆို၍လွယ်လွယ်ပင်ခေါ်ခဲ့ကြတော်လေအမှန်မှာ ဇယကြီးဇယကင်းပင်ဖြစ်သည်ကစ္စည်းတသားကြီးတင်ကဟနှင့်ဒီဃာကျော်များအထတာလိနိအထကထာနှင့်သမောဟဝိနောဒတိအထကထာများညဝါနှင့်အထကထာများတင်ကြားတက်မြောက်ခဲ့သူဖြစ်ပေသည်သီလရှင်မေခင်မှာကသဲလူမျိုးဖြစ်သည်ငယ်ပြူဖြစ်၍လူမှုကိစ္စဝဝရို့နှင့်ကင်းကွာခဲ့လေသည်ငယ်စဉ်ကပင်ဇာပေပရိယက် လိလလိုက်စားမှုကိုသာအစဉ်မပြတ်အချိန်ရှိသမျှသင်ကြားခဲ့ခြင်းကြောင့်ထိုခေတ်ထိုခါတွင် စာတတ်ပေတတ်စည်ရင်းတွင်ပေါ်လွင်ထင်ရှားခြင်းဖြစ်လေသည်သကိုင်းတောင်ကူတလုံးကြောင်တွင်တောရစောက်တီနေထိုင်၍ထုတ်ခုံဆရာတော်ထံတွင်ညဝါနှင့်အထကထာများသင်ကြားခဲ့သည်ထို့ကြောင့်လေဆရာကင်းသည်မိမိသင်ကြားတတ်မြောက်သည့်ပညာများကိုသီလရှင်တပည့်များနှင့်ဝါသနာပါသူ လူဝတ်ကြောင့်မိန်းကလေးများကို တင် जा ပို့ချ၍ပေးခဲ့လေသည်ပရိယတ္တိစာပေတင် जा ပို့ချသည့်အတွက်လည်းကြောက်ထီးကနုအလေးပြုအပ်သည့်ဇာကြီးတစုအနေဖြင့်ဇာဓတ်ပေဓတ်သီလရှင်အများပြားကိုမွေးထုတ်ပေးခဲ့ပြီးသီလရှင်လောကကြီးစီပင်ပြန့်ပွားအောင်ဆောင်ရွက်ခဲ့သောပုဂ္ဂိုလ်ဖြစ်ပေသည်ထို့မှတစ်ပါးလည်းသူဓမ္မဝင်ဖြစ်သည့်ရှမ်းကလေးကျွန်းဆရာတော်သည်ဇာကင်းဤမောင်အရင်ဖြစ်သည်ရှမ်းကလေးကျွန်းဆရာတော်အရှင်နန္ဒမှာ သူ့တမဝင်ဆရာတော်များတဲ့တွင် ကြော်စောထင်ရှားသည့်ပုံကူတူဖြစ်သည်မင်းတို့မီဒီယာကြီး၏လေးစားကြည်ညိုမှုကိုခံယူရသည်ထိုရှန်ကလေးကျွန်းဆရာတော်၏ဝိနည်းဆရာပြန်တန်းတို့ဗမော်ဆရာတော်ဗမော်မြို့သူအပုတ်ခံရခြင်းဖြစ်သည်ဆရာကင်းသည်မင်းတို့ဘရင်ကြည်ညိုလေးစားသော ရှန်ကလေးကျွန်းဆရာတော်၏အမအရင်ဖြစ်၍တကြောင်ကိုယ်တိုင်ကလည်းဇာတ်ဘေဒပုံကူအကျော်ဖြစ်၍တကြောင် တိလရှင်သာသနာကိုကြီးမာပြန့်ပွားအောင် ဆောင်ရွက်နေသူဖြစ်၍တကြောင်းမင်းတို့မင်းသည်ဆရာကင်းကိုအလွန်မင်းလေးစားလေသည်သခိုင်းကြောင်းတွင်ကြော်စောထင်ရှားသည့်တိလရှင်ကြီးတပါရှိသေးသည် ထိုတိလရှင်ဆရာကြီးမှာဆရာမေနတ်ပေးဖြစ်ဆရာမေနတ်ပေးသည်ပฏิပฏิကမ္မထံဘာဝနာပတ်၌ဂျိုးပန်အားထုတ်တရားပြသမှုတွင်ထင်ရှားကြော်ကြသည် 1221ခုနှစ်တွင်ဆရာကင်းနှင့်ဆရာမင်းနတ်ပေတို့ကိုနေပြည်တော်သို့ပင့်ဆောင်လေသည်မင်းတို့မင်းပင့်ဆောင်သည့်အခါတွင်ဆရာကင်းတို့ကမင်းတို့မင်းထံဂရိသုံးချက်တောင်းခံသည်တမိမိသည်မိမသားဖြစ်၍ဆရာတော်တန်ဃာတော်များကိုရိုသေလေးစားရပါမည်သူဖြစ်၍ပြသက်ဘုံဆောင်အဆင့်ပါသည့်ចောင်းစည်ရများဆောက်လုပ်လှူဒန်းခြင်းမပြုပါယင်နှစ်မြည်သည့်ဘွဲတစိတ်တော်မှာ စက်ကလှူဒန်းခြင်းမပြုပါရင်သုံးဆုံးဖို့ဆုံးအုပ်များမလှူဒန်းရန်တို့ဖြစ်သည်ဤဂရိသုံးချက်ရသည်ဖြင့်နေပြည်တော်သို့လိုက်ပါခဲ့လေသည်နန်းတွင်ရှိမိဖုရားသမီးတော်များနန်းတွင်သူများကိုစာပေပရိယတ်တိပို့ချပေးလေသည်ဆရာကင်းသည်နန်းတွင်နန်းမြေ၌ထင်ရှားသည့်ရှန်ကလေးကျွန်းဆရာတော်နှင့်ဆရာကင်းတို့မှမောင်နှမလည်းဖြစ်၍မင်းတို့ဘရင်ပေါ်ဩဇာတက်ရောက်၍ မင်းနဲ့အကျွမ်းတဝင်နေကြသဖြင့်အချို့သောဇရာတော်တန်ဃာတော်များမှလိုလားနှစ်သက်ကြံဟန်မရှိပေထိုထဲတွင်ဗမောဇရာတော်ကထိတ်ဆုံးက ပါနေမိမှမလွဲပေဗမောဇရာတော်၏ပင်ကိုယ်သဘောကပင်လျင် ခွင်တူးခံသူများဘရင်အနီးတွင်နေပြီးဘရင်စိတ်ကြိုက်လိုက်၍နေသူများကိုယွန်ရှာမုန်းတီးသည့်သဘောရှိပေသည်ထို့ကြောင့်လေဇရာကင်းနှင့်ပတ်သက်လာလျင်ဗမောဇရာတော်သည်အညာမပေး ပပဆက်ဆက်ရဲ့ရဲ့ဆက်ဆက်တွေ့လေးရှိပြီသည်မြမစာပေတွင်ဗမော်ဆရာတော်နှင့် သီလရှင်မေကင်းတို့၏အပြန်လန်စာကြိုးများမှထင်ရှားလာပြီသည်တခါတွင်သီလရှင်ဆရာကင်းကတန်ဝေကတေးတတ်တဲ့ဘုကိုရေးဆက်လေသည်ထိုတေးတတ်မှာဘိက္ခုနီဆရာကင်းက တနာကွင်းပြစ်ပေဗလာချင်းခင်နဲ့ချစ်စပွဲဟန်နှွင့် ်ဂူမွေလို့လူတွေ့ရှောင်းနေမြူရွေတော်အာသက်လို့ခဲကမထန်းနဲ့မလန်းချူတယ်တက်လန်းမှုတင်းမထိတ်သားစိတ်ရဲလို့မိတ်ဖော်လဲမပါဘာဝနာပင်ញင်ကွန်းတင်ရင်ညွန့်စီးတော်မိခါပဒိင်းနဲ့အပီးပါတယ်မကြီးရာဇန်ရိတ်နဲ့ပန်စိတ်တဲ့တီလာတဲ့ထူးတဲ့အံ့မွေတော့ခါလို့လောဘပဲတဲ့ မောဟကွယ်ရှိဘူးထင်လေ။ဘုရားကင်းဤအထပ်ပါတေးတဲ့ကိုဗမောဆရာတော်တွေ့သောအခါတွင် အောက်ပါတိုင်းအရွက်တိုက်ရေးလိုက်လေသည်။ဘေခုနီဆရာကင်းကတနာကင်းစွဖဲဗလာချင်းဝတ်တဲ့ကို ချွတ်မယ်လို့ကုံဖွင့်ကူပွေ့လို့လူတွေ့ခံတယ်။မြူရွှေဟန်းဆိုတဲ့အကျင့်ပြာတဆုံနဲ့မတ်တုတ်တင်တယ် ဆက်ဆုပ်ခြင်းတထင်မန်သေးလာ တောင်မြင့်မှ ဖော်မလင့်ဧကစားလင်းမျောကဖန်ရည်ရိတ်ကနေကြံစီစိတ်များလာတော့တာပရိသုံးလို့လူပုံးရှာတယ်သူနှုံးကငိန်သက်နဲ့ကြံရက်တဲ့သီလတဲ့ထူးပိအံ့ပွေလောဘနဲ့မောဟတွဲသည်တောခတဲ့မေကင်းတဲ့လေ အထပ်ပါဒိဋ္ဌနှမှုမှာ ချိန်ကာလဖော်ပြထားခြင်းမရှိပေအချို့ကဆိုကြသည်ဤတေးထက်နှစ်ပုအကြောင်းမှာဗမော်ဆရာတော်နှင့်ဒီလရှင်မေကင်းတို့ပြိုရွယ်စဉ်ကအပြန်လန်ရေးခဲ့ကြသည်ဟုဆိုသည်ဗမော်ဆရာတော်နှင့်ဒီလရှင်မေကင်းတို့ငယ်စဉ်ကပညာသင်ဘတ်ဖြစ်ခဲ့ကြသည်တဦးနဲ့တဦးရည်ငံခဲ့ကြဟန်တူသည်ဗမော်ဆရာတော်လောင်းကပဇင်းတက်မြေရှိသောအခါဒီလရှင်မေကင်းထံဘယ်နဲ့လဲ ပဇင်းတက်ရတော့မလားဟုမေးသည်ဆိုသည် ထိုအခါသီလာရှင်မေကင်းက အထက်ပါတိတ်တက်ဖြင့်အကြောင်းပြန်လိုက်သည်ဟုဆိုသည်ထိုအခါဗမောဆရာတော်လောင်းမောင်ပဇင်းလောင်းကစိတ်နာနာနှင့် ပြန်လေခြေပသောတိတ်တက်ဖြစ်သည်ဟု အဆိုရှိခဲ့သည် မေကင်းတိဒတ်သုံးသက်ဝေဖန်ချက်ဤတိဒတ်နှစ်ပုဒ်ကို ပြန်လည်သုံးသက်ကြည့်ပါလင်ပထမတိဒတ်သည်ဆရာကင်းစကိုင်းတောင်တွင် နေစဉ်ကရေတော်တိဒတ်သို့မဟုတ်စကိုင်းတောင်တွင်နေစဉ်ကရေတော်တိဒတ်ဖြစ်ပေါ်ရှိသည်အထပ်ပါအချက်လက်တို့ကိုပြန်လည်သုံးသက်လင်ဆရာကင်းတိဒတ်၌ဂူမွေလိုလူတွေ့ရှောင်တယ်ဟူသောအချက်ကမ္မထန်းနှင့်မက်လန်းချူတယ်ဟူသောအချက်မထိတ်သာစိတ်ရဲလို့ မိဖို့လည်းမပါဟုသောအချက်တောခလိုလောဘပယ်တယ်မောဟကွယ်ရှိဘူးထင်လေဟုသောအချက်တို့ကိုထောက်ထားလျင်ဆရာကင်းသည် မင်းတို့ပြင်ကနေပြည်တော်သို့ပင့်ပြီးမှရေသောတေးတံမဖြစ်နိုင်တောသံတောင်သံကုအောင်သံတွေပါနေသဖြင့်ဆရာကင်းဖြစ်ထင်ရှားပြီးမှရေသောတေးတံမဟုတ်နိုင်ထို့ပြင်စကိုင်းတောင်တွင်ဆရာကင်းဖြစ်ထင်ရှားသည့်အခါ ဒါပေပရိပတိပို့ချနေစဉ်ကာလတွင် သို့မဟုတ်မမော်ဆရာတော်စကိုင်းကြောင်သို့ရောက်ပြီးမှရေသောစာမဖြစ်နိုင်ပေ။အကြောင်းမူကားဆရာကင်းတေးတဲ့နှင့်ဆရာကင်းဖြစ် ထင်ရှားနေသောလက်တွေ့ဘဝမှာ ကွာဟကွဲလဲနေသောကြောင့်ဖြစ်သည်။ဆရာကင်းတေးတဲ့သည် လူများကိုမတွေ့လို့ဂူထဲတွင်ပျော်မွေ့လိုသည်ဟူ၍၎င်းကမ္မထံဘာဝနာပွားများ၍မလန်းကိုတက်လှမ်းရင်ရည်ရွယ်သည်ဟူ၍၎င်း ဖော်မပါဘဲစိတ်ကိုရဲစေးတင်၍မထိတ်သာမလန့်သာဘာဝနာပွားများပါတော်မူဟု၍၎င်းတွေ့ရပေရာဆရာကင်းလက်တွေ့ဘုရားမှာပရိပတိကမ္မထံဘာဝနာအားထုတ်မှုထက် ပရိယတ္တိစာပေပို့ချမှုဘက်ကသာအားထုတ်၍သီလရှင်တပည့်တပန်းများစွာနှင့်စီကားတိုက်မြိုက်စွာသကိုင်းကြောင်တွင်နေထိုင်ကြောင်းတွေ့ရပေမည်ထိုချက်များထက်မထိတ်သာစိတ်ရဲလို့မိဖို့လဲမပါဟုသော အပိုက်သည်အာငေတံပါနေ၍ ငယ်စဉ်ကရည်တော်တေးသက်ဖြစ်ဖို့ကများလေသည်ဗမော်ဆရာတော်ဤတေးသက်သုံးသက်ချက်ဗမော်ဆရာတော်ဤပြန်လဲခြေပထားသောတေးသက်ကိုဝေဖန် သုံးသက်ကြည့်လင်မန်သေးလာတောင်မြင့်မှာဖော်မလင့်ဧကစာဟူသောအပိုက်တစ်ပိုက်တည်းကိုသာဝေဖန်သုံးသက်လင်အဖြေတစ်ခုသို့မဟုတ်ဗမောဆရာတော်ကပြန်လည်ခြေပသည့်တေးသက်ရေးဆက်သည့်ကာလကိုခံမှန်းနိုင်လိမ့်မည်ထင်ပါတယ် မန်းတောင်ရိပ်သေးလာမှာဧကစားကျင့်သုံးလို့ဟူသောအပိုက်ရဆရာကင်းသည်စကိုင်းတောင်ရိုးသို့မရောက်သေးသို့မဟုတ်ဆရာကင်းကိုမင်းတို့မင်းကမန်းတလေးသို့ပင့်ဆောင်ပြီးနောက်မှရေးသောတေးတက်ဖြစ်ရပြီဗမောဆရာတော်၏ခြေပါချက်တေးတက်တွင်မန်းတလေးတောင်ဟူ၍၎င်းဟော်မလင့်ဧကစားဟူသောအပိုက်ရဖော်မပါဘဲမန္တလေးတောင်တွင်တူဦးရဲကျင့်ကြံအားထုတ်မှုဟူသောအတိတ်ဘယ်ကိုဖော်ပြနေပေရာ ဗမောဆရာတော်ဤတိတဲ့အရာတွင်လေဆရာကင်းငယ်ရွယ်စဉ်ကာလတွင်ခြေပရေးသားထားသောတိတဲ့ဖြစ်ကြောင်းယူဆရန်ဘက်ကအလေးသာနေပေသည်အဘဲကြောင့်ဆိုသောဆရာကင်းမန္တလေးတွင် ရှိနေကြောင်း ထင်ရှားသည့်အချက်ကတစ်ချက်ထို့နောက်မင်းတို့မင်းပင့်ပြီးမှနန်းတွင်သူများကိုစာပေပို့ချနေစဉ်ကာလတပည့်တပည့်မြောက်များစွာရှိနေသောကာလမဟုတ်ပေအဖို့မပါဧကစားကျင့်သည့်အကြောင်းဗမောဆရာတော်ဤတိတဲ့ကဖော်ပြနေပေသည် ဗမောနှင့်မေကင်းချစ်ကြိုက်ဘူးသလိုတို့ဖြစ်၍ဤတေးတဲ့နှစ်ဘုတ်ကိုစမ်းစစ်ကြည့်ရင် ကာလအပိုင်းခြားကိုခံမှန်းရသလောက်သကိုင်းကြောင်ကြောင်အရေးအမွတ်များမပါခြင်းတပည့်တပန်းအသင်ပင်အတိုင်းဝန်းများအကြောင်းတေးတဲ့နှစ်ဘုတ်စလုံးတွင်မပါရှိကြခြင်းတကူတဲ့ဧကစာကျင့်ကဘာဝနာပွားများမည်ဟုတေးတဲ့ဆိုထားပါလျက်ဇယကင်းလက်တွေ့ဘွားမှာတပည့်တပန်းများစွာနှင့် စာပေပုတ်ချမှုစခန်းတွင်သာကျင်လည်နေခဲ့ရခြင်းတို့ကြောင့်ဤဒေတာနှစ်ပုဒ်စလုံးမှာပြိုရွယ်စဉ်ကရေးသားခဲ့ကြသောဒေတာများဖြစ်သည်ဟုပင်ကောက်ချက်ချရပေတော့မည်။သို့ဖြစ်လျင်ဗမောဆရာတော်နှင့်သီလရှင်မေကင်းတို့မှာငယ်စဉ်ကပင်တိကျွမ်းနေကြကြောင်းထင်ရှားပေပြီ။ဤမာရစင်တက်၍တွေးလျင်ငယ်စဉ်ကရေးကြသောဒေတာနှစ်ပုဒ်စလုံးအပြန်အလှန်သုံးသပ်ကြည့်လျင် ဇာကင်းတိတဲ့မှာလောဘပယ်၍မောဟမတွေတော့ပါဧကစားကျင့်သုံး၍မလန်းကိုရှာပါမည်ဟုရိုးရိုးသားသားကိုယ်ရည်မှန်းချက်ကိုကိုယ်ရေးဆက်ထားသောတိတဲ့ဖြစ်ပါလျက်ဗမောဆရာတော်ကဒေါသတကြီးပပဆဆအဲ့တနည်းဆိုရရင်ဇေယီတိုင်းထွာ၍ပြန်လေခြေပရေးသားရသည်ပုဂ္ဂိုလ်တို့၏အဆုံးမိတ်တိုင်းသာတင်ဘက်ပြိုရစဉ်ဘဝကချစ်ကြိုးသွေမိကြပြီး တကယ်အရေးကြမှငင်းပယ်လိုက်သောတိဋ္ဌဖြစ်၍စိတ်နာနာနှင့်ပပ္ပဆက်ဆက်ဆဲရီတိုင်းထွာပြီးပြန်လဲခြေပခြင်းဖြစ်ရသည်ဟုယူဆရန်ပင်ရှိတော်သည်ဟုတ်ကဲ့ပါဆိုင်းစရာဥကြုံဥပြုစုရေးသားထားတဲ့ဗမောဆရာတော်ရဲ့ဟာသရသကဗျာများနဲ့ဥပမာဝတ္ထုများစာအုပ်ကိုအပိုင်း၁၈အနေနဲ့ကျွန်တော်ຫນွေလင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြှော်ရင်းနားဆင်ကြကြတဲ့ရောင်ဒီပြိသက်တွေတယောက်ချင်းစီတိုင်းစိတ်ရှိကြံကိုမှတွေ့လို့အိတ်စစ်တန်လိုရာပြည့်ကြပါစေကျေးဇူးတင်ပါတယ်